မင်္ဂလာပါရှင်။ Kumila News ကနေကြိုဆိုပါရစေ။ဒီကနေ့မှာတော့နိုဝင်ဘာလ28ရက်နေ့ရဲ့သတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာပါ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ချင်းပြည်နယ်ရဲ့အကြက်အဲကိုဖြည့်ရှင်းနိုင်မှု NCC ပါတီကလုပ်ငန်းစဉ်၃ရက်ထုတ်ပြန်မဲဆွဲခဲ့တဲ့သတင်း။စစ်ကောင်မရှင်လုံခြုံရေးတင်းကျပ်ထားတဲ့တမူးမှာဘုံပောက်ကွဲခဲ့တဲ့သတင်းအပါအဝင် ဖလန်းမြို့နယ်ကထောင်ကူးရွာကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်ပြီးတော့နေအိမ်တွေကိုပါမိရှုပ်ဖျက်ဆီးထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါ။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့လာမယ့်ဒီဇင်ဘာ28ရက်နေ့ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်မယ်။ချင်းပြည်သက်ကွန်ဂရက်ပါတီ NCC ဟာချင်းပြည်နယ်မှာလက်ရှိဖြစ်ပေါ်နေတဲ့ပျက်စီးဆုံးရှုံးမှုတွေနဲ့လူမှုရေးပြဿနာတွေကိုဖြေရှင်းနိုင်မှုအတွက်လုပ်ငန်းစဉ်၃ရက်ချမှတ်ထားတယ်လို့ NCC ပါတီဥက္ကဋ္ဌဦးစိုးထက်ကနိုဝင်ဘာ22ရက်နေ့မှာစစ်တပ်ပိုင်သတင်းဌာနဖြစ်တဲ့ MRTV ကနေမဲဆွယ်စည်းရုံးတဲ့အနေနဲ့ မဲဆန္ဒရှင်ပြည်သူတွေကိုတင်ပြကြေညာခဲ့ပါတယ်။မြန်မာနိုင်ငံရဲ့နိုင်ငံရေးအလှည့်ပြောင်းကာလမှာပျော်ရွှင်အေးချမ်းခဲ့တဲ့ချင်းပြည်နယ်ဟာမပျက်စီးတင်နာတွေပျက်စီးခဲ့ရတဲ့အပြင်လက်ရှိမှာပြည်ပခန့်တံကိုအလူအလဲခံစားနေရတယ်လို့ NCC ပါတီဥက္ကဋ္ဌကပြောဆိုခဲ့ပါတယ်။အဲ့ဒီပြင်မြို့ရွာတွေပျက်စီးတာအပြစ်မဲ့ပြည်သူတွေအသက်ဆုံးရှုံးတာအိုးအိမ်နဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေဆွန့်လွတ်ခဲ့ရတာနဲ့ပညာရေးပြတ်တောက်တာတွေလည်းကြုံနေရတယ်လို့ဆိုပါတယ်။ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ဟာ ရေကိုချင်းတိုက်ခိုက်နေရတဲ့ပေါ်ပေါက်နိုင်မှာမဟုတ်ပဲငိမ့်ချန်းစွာဇပွဲပေါ်တွေးဆုံဆွေးနွေးအပြေရှားတဲ့နီလန်ကအကောင်းဆုံးဖြစ်တယ်လို့လည်းပြောဆိုခဲ့ပါတယ်။ NCC ပါတီအနေနဲ့ရွေးကောက်ပွဲမှာအနိုင်ရရှိရင်လက်နက်ကင်ပြည်ပခါရက်စဲရင်းနဲ့နေရက်စွန့်ခွာသူတွေပြန်လည်နေရာချထားဖို့အတွက်ရွေးကောက်ပွဲကနေထွက်ပေါ်လာမယ့်အစိုးရအသစ်ကတက်ဆိုင်သူအားလုံးနဲ့ဥဆောင်ညှိနှိုင်းပြီးတော့ယာယီအပြည့်အခက်ရက်စဲရေးကနေပြည်ပခါလုံးဝရက်စဲနိုင်မှုဝိုင်းဝန်းကြိုးပမ်းသွားရမယ်လို့ဆိုပါတယ်။ ယာယီနေရဆုံခွာသူတွေကိုလုံခြုံရေးအာမခံချက်စာဝတ်နေရေးအလုံကန်အခွင့်အလမ်းတွေအပြည့်အဝရှာဖွေပေးနိုင်ပြီးတော့နေရပြန်လာနိုင်ဖို့ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေပြန်လည်ကုစားရေးနဲ့အရေးပေါ်ထောက်ပံ့မှုတွေရရှိဖို့အပြင်ပျက်စီးသွားတဲ့ပြည်သူပိုင်းအဆောက်အအုံတွေနဲ့လူနေအိမ်တွေကိုမဖြစ်မနေပြန်လည်ပြုပြင်တိဆောက်ပေးသွားမယ်လို့ NCC ကဆိုပါတယ်။အဲ့ဒီအတွက်လိုအပ်တဲ့ကုန်ကြမ်းစည်းရိမ်တွေကိုအစိုးရအပြင်ပြည်ရင်းပြည်ပအလှူရှင်တွေစီကအကူအညီရရှိနိုင်ဖို့ ပါတီရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့ပြည်သူတွေပူးပေါင်းပါဝင်ရမယ်လို့လည်းပါတီဥက္ကဋ္ဌကပြောကြားခဲ့ပါတယ်။ NCA လုပ်ငန်းရှင်အစဉ်အဆက်မှာတက်တက်ကြွကြွပါဝင်သွားဖို့နဲ့ NCA ဟာပြည်ထောင်စုတိုင်းရင်းသားအားလုံးရဲ့အနာဂတ်တည်ငြိမ်အေးချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်အာမခံထားချက်ဖြစ်တာကိုယုံကြည်တယ်လို့လည်းပြောကြားခဲ့ပါသေးတယ်။နိုင်ငံရေးသဘောထားချင်းမတိုက်ဆိုင်မဲလက်နက်ကင်ထားတဲ့အဖွဲ့အစည်းတွေကိုနိုင်ငံရေးစပွဲဝိုင်းပေါ်ရောက်လာဖို့မဲဆန္ဒရှင်ပြည်သူတွေနဲ့အတူတူလက်တွဲစည်းရုံးသွားမယ်အပြင် NCC ပါတီဟာငញ្ញန်ရေးစပွဲပေါ်မှာပြည်သူအထွတ်မမမမရဲရဲဝုန်းဝုန်းရက်တည်သွားမယ်လို့ကတိပေးပြောကြားသွားပါတယ်။ဆက်လက်ပြီးသခိုင်းတိုင်းတမှုမြို့မှာနိုဝင်ဘာ28ရက်နေ့မနက်6နာရီဝန်းကျင်ကစစ်တပ်နဲ့ပြူစောထီတွေလုံခြုံရေးတင်းကျပ်ထားတဲ့တမှုမြို့ဈေးရန်ရက်ကွက်မှာရှိတဲ့လွတ်လပ်ရေးပန်းချန်နာက3မိန်ကိန်းမှာဘုံတလုံးပောက်ကွဲခဲ့တယ်လို့သိရပါတယ်။ပောက်ကွဲခဲ့တဲ့ဘုံအမျိုးအစားကိုမသိရသေးတဲ့အပြင် ပောက်ကွဲမှုဖြစ်တဲ့နေရာကိုမသွားရဲလို့ထိခိုက်မှုအခြေအနေတွေလည်းမသိရသေးဘူးလို့တမူးမျိုးခန့်အမျိုးသားတယောက်ကခူမီလန်နျူးစ်ကိုပြောပါရယ်။ဘုံပောက်ကွဲတာကြောင့်လူထိခိုက်မှုအခြေအနေမသိရသေးသလိုဘယ်အဖွဲ့ကဖောက်ခွဲသွားတာလဲဆိုတာပါမသိရသေးဘူးလို့မျိုးခန့်တွေကဆိုပါရယ်။တမူးမျိုးမှာအခုရပိုင်းစစ်ကော်မရှင်တပ်ဖွဲ့တွေလုံခြုံရေးအပြည့်အဝယူပေးထားပြီးကြန့်ခိုင်ရေးပါတီမဲဆွယ်စည်းရုံးရေးပြုလုပ်နေတဲ့ကာလမှာဘုံပောက်ကွဲခဲ့တာပါ။အဲ့ဒီပြင်ပြီးခဲ့တဲ့2024ခုနှစ်မှာတိုက်ပွဲဖြစ်လို့ရှောင်တိန်နေရတဲ့တမူးမျိုးခန့်တွေကိုလည်း မဲပေးကာလမှာပြန်မလာရင်နိုင်ငံသားအဖြစ်ကနေရက်ဆဲမယ်လို့ပြူစောထီတွေကအစည်းအဝေးခေါ်ပြီးချင်းချောက်ထားပါသေးတယ်။နောက်ဆုံးသတင်းတပုတ်အနေနဲ့ချင်းပြည်နယ်ဖလန်းမြို့နယ်ထောင်းဟုံးရွာကိုစစ်တပ်ကနိုဝင်ဘာ26ရက်နေ့ည9နာရီဝန်းကျင်မှာလေကြောင်းကနေတိုက်ခိုက်ခဲ့တဲ့အပြင်ရွာထဲကိုပါစစ်ကြောင်းထုံးဝင်ရောက်လာပြီးတော့နေအိမ်တွေကိုမိရှို့ဖျက်ဆီးသွားတယ်လို့ရှေ့တန်းစစ်ရေးသတင်းအရေးမြစ်ကခူမီလန်နျူးစ်ကိုပြောပါရတယ်။ထောင်းဟုံးရွာကနေဟာလည်း ပြီးခဲ့တဲ့ရက်ပိုင်းကရွာနားမှာတိုက်ပွဲတွေပြင်းထန်နေတဲ့အတွက်ဘေးလွယာကိုထွက်ပြေးတိမ်းရှောင်နေရလို့စစ်တပ်ကလေကြောင်းတိုက်ခိုက်ပြီးတော့မိရှို့ဖျက်ဆီးထားတဲ့လူနေအိမ်ပျက်စီးမှုအခြေအနေတွေကိုအသေးစိတ်မသိရဘူးလို့ဆိုပါရယ်ပြီးခဲ့တဲ့တိုက်ပွဲအတွင်းမှာလည်းထောင်းဟုံးရွာကိုစစ်တပ်ကလေကြောင်းကနေနှစ်ကြိမ်ထက်မနည်းဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်လူနေအိမ်တချို့မိလောင်ပျက်စီးသွားခဲ့ပါသေးတယ်